ဗဟိုအာဖရိကသမရနိုင်ငံမှာစစ်သွေးကြွတွေရဲ့တိုက်ခိုက်မှုတွေကြောင့်အရသာ30ခန့်သေဆုံးခဲ့ရတယ်လို့ကုလသမဂ္ဂတာဝန်ရှိသူတွေကပြောပါရတယ်။ ဒါပြင်စစ်သွေးကြော်တွေရဲ့တိုက်ခိုက်မှုတွေဆက်လက်ဖြစ်ပွားနေတာကြောင့်ယာနစ်ချီတဲ့အရက်သားတွေဟာနေဆက်မျိုးဖြစ်တဲ့ဘန်ကက်ဆူမျိုးကပလီတစ်ခုမှပုံအောင်နေရတယ်လို့သိရပါဗျ။ဒါပြင်စစ်သွေးကြော်တွေရဲ့တိုက်ခိုက်မှုတွေကြောင့်လည်းပြီးခဲ့တဲ့သတင်းပတ်ကုံတစ်ချောင်းလုံးကွန်ဂိုနိုင်ငံနဲ့နေမြေချင်းထိဆက်နေတဲ့ဘန်ကက်ဆူမျိုးမှာဖြစ်ပွားခဲ့တဲ့တိုက်ပွဲတွေမှာလက်နက်အပြည့်အစုံကင်ဆောင်ထားတဲ့ယာနစ်ချီတဲ့တိုက်ခိုက်ရေးသမားတွေပါဝင်ခဲ့ပြီးအစ္စလမ်ဘာသာဝင်အရက်သားတွေကိုအ धिक ရည်ရွယ်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပြီးနှစ်ပေါင်းများစွာဖြစ်ပွားခဲ့တဲ့ပဋိပက္ခဟာပုံမှန် ုံးရွာလာခဲ့တဲ့လက္ခဏာတရေလည်းဖြစ်ပါတယ်ဒါအပြင်အဲ့ဒီဒေတာမှာရှိတဲ့ကုလသမဂ္ဂဌာနကိုလည်းပြစ်မှတ်ထားတိုက်ခိုက်မှုတွေလှုပ်ဆောင်ခဲ့တဲ့အတွက်နောက်ထပ်ဖြစ်ပေါ်လာနိုင်တဲ့တိုက်ခိုက်မှုတွေကိုလက်ဦးမှုရယူဟန်တားနိုင်မှုအတွက်ဝေးလံခေါင်ဖြားတဲ့အဲ့ဒီမျိုးစီကိုချက်ချင်းဆိုသလိုလုံခြုံရေးတပ်ဖွဲ့ဝင်တွေထပ်မံဆင်းလွတ်ပေးခဲ့ရတယ်လို့သိရပါဗျ။ ဗဟိုအာဖရိကဒေသဆိုင်ရာကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့အကြီးအကဲအိုနန်ကအန်ညင်ကကအခြေအနေတွေကအလွန်အမင်းဆိုးရွားနေပြီးဘန်ကက်ဆူမြို့ကိုအ мян ဆန်ဆုံးပြည်လဲထိန်းချုပ်နိုင်မှုအတွက်အစွမ်းကုန်လှုံ့ဆော်နေပြီဖြစ်တယ်လို့ရိုက်တာသတင်းဌာနကိုပြောပါရယ်ဒေသရင်းကျက်ချီနီအဖွဲ့အကြီးအကဲမန်ပေါင်ဖိုကိုကလည်းမေလ14ရက်နေ့အထိပြစ်ခတ်မှုတွေဇက်တိုက်ဖြစ်ပွားခဲ့တာကြောင့်၎င်းရဲ့အဖွဲ့အနေနဲ့တရားရရှိသူတွေကိုကယ်ဆယ်ဖို့နဲ့ရုံအလောင်းတွေကိုပြည်လဲရယူနိုင်မှုအတားအဆီးတွေဖြစ်ပေါ်ခဲ့ရတယ်လို့ဆိုပါရယ် ဒါအပြင်အဲ့ဒီတိုက်ခိုက်မှုတွေကြောင့်ကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်6ဦးသေဆုံးခဲ့ပြီး17ဦးထဏ်ရာရရှိခဲ့တယ်လို့လည်းသူကပြောပါရယ်။ဒါဟာဗဟိုအာဖရိကသမရနိုင်ငံမှာကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ဝင်တွေကိုပြစ်မှတ်ထားလုဆောင်ခဲ့တဲ့ဒုတိယမြောက်တိုက်ခိုက်မှုဖြစ်တယ်လို့သိရပြီးပြီးခဲ့တဲ့မေလ၈ရက်နေ့ကလည်းနိုင်ငံအရှိတောင်ပိုင်းမှာခရီးရစစ်သွေးကြွတွေကဗဟိုအာဖရိကဒေသဆိုင်ရာကုလသမဂ္ဂငြိမ်းချမ်းရေးတပ်ဖွဲ့ရင်နှန်းကိုတိုက်ခိုက်ခဲ့တဲ့အတွက်တပ်ဖွဲ့ဝင်5ဦးကြာဆုံးခဲ့ပါရယ်။ ဘောအာဖရိကသမရဖော့စတင်2အဂျီရာကလည်းအဲ့ဒီတိုက်ခိုက်မှုတွေကိုပြစ်တင်ရှုတ်ချခဲ့ပြီးလာမယ့်ရက်ပိုင်းအတွင်းဘန်ကက်စုမျိုးကိုလာရောက်မှာဖြစ်တယ်လို့သိရပါဗျ။